စာလံကျမ်းအခန်းကြီး34ငါသည်ခတ်သိမ်းသောကာလတို့၌ထာဝရဘုရားကိုကောင်းကြီးပေးမိ။ဂုံကျေးဇူးတော်ကိုအစင်မပြတ်မွတ်ဆိုမိ။ငါဝိညာဉ်သည်ထာဝရဘုရားကိုအမိပြု၍ဝါကြွားခြင်းကိုပြုမိ။နှိမ်ချလည်းရှိသောသူတို့သည်ကြားသိ၍ဝမ်းမြောက်ကြပါစေသော။ငါနှင့်အတူထာဝရဘုရားကိုချီးမွမ်းကြလော။နာမတော်ကိုတညေတညွတ်တည် ချီးမြောက်ကြကုန်ဟန်ငါသည်ထာဝရဖျားကိုရှာသောအခါနားထောင်တော်မူ၏ကြောက်မွက်ပွေသောအကြောင်းအလုံးစုံတို့အထက်ကငါကိုကဲနှုတ်တော်မူ၏ထာဝရဖျားကိုမျှော်ကြည့်ကြလောအလင်းကိုရကြလိမ့်မည်မျက်နှာရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်ဤစင်းရဲသောသူ၏အော်ဟစ်ချင်းအတန်ကိုထာဝရဖျားသည်နားထောင်၏ ခတ်သိမ်းသောစင်ရဲတွေကကဲလှွတ်တော်မူ၏။ထာဝရဘုရားကိုကြောက်ရွံ့တော်သူတို့ပတ်လည်၌ကောင်းကင်တမန်တော်တို့သည်တက်ချ၍ကဲလှွတ်တက်ကြ၏။ထာဝရဘုရားသည်ကောင်းမြတ်တော်မူသည့်အကြောင်းကိုမီးဆန်း၍တိမှတ်ကြ။ကိုယ်တော်ကိုခိုးလုံသောသူသည်မင်္ဂလာရှိ၏။ထာဝရဘုရား၏တန်ရှင်းသူတို့ ထာဝရဘုရားကိုကြောက်ရွံ့ကြလို့ကြောက်ရွံ့တော့သူတို့နိုင်စင်ရဲ့ချင်းမရှိတာချင်းသိပ်တို့ဒီစင်ရဲ့ငတ်မွန်ချင်းကိုခံရတော့လေထာဝရဘုရားကိုရှာတော့သူတို့နိုင်ကောင်းသောအရာတစုံတစ်ခုမြမလို့ရအချင်းသူငယ်တို့လာကြတော့ငါစကားကိုနားထောင်ကြလို့ထာဝရဘုရားကိုကြောက်ရွံ့ခြင်းတရားကိုသင်တို့အားငါတွင်တင်ပြီကောင်းမွန်သောအရာကိုတွေ့မြင်မိ အကြောင်းအသက်ရှင်ခြင်းနဲ့တကွနေ့ရက်ကာလကိုတောင်းတလူတော်သူမိဒီကကိုရှာကို မကောင်းသောအရာနဲ့ကင်းစီလို့နှကန်းဒီမူသားစကားကို မပြောစီနဲ့ဒုစရိုက်ကိုလွှဲဆောင်၍သူ့စရိုက်ကို ပြုလို့သူတပားနဲ့အစ်စ်အစ်စ်နေခြင်းကိုရှာ၍မိအောင်လိုက်လို့ ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကိုကြည်ရှုတော်မူ၏သူတို့အော်ဟစ်တန်ကိုလည်းနားထောင်တော်မူ၏ဒုစရိုက်ကို ပြုတော်သူတို့ကမြေကြီးပေါ်မှာအောင့်မေ့စရာအမှတ်မြမရှိစေခြင်းကပယ်ရှင်းမိအကြောင်းထာဝရဘုရားသည်မျက်နှာထားတော်မူ၏ဖြောင့်မတ်သောသူတို့သည်အော်ဟစ်သောအခါထာဝရဘုရားသည်နားထောင်၍ သူတို့ကိုခတ်သိမ်းသောစင်ရဲတဲ့ကကဲလွတ်တော်မူ၏ထာဝရဘုရားသည်ကျိုးပဲ့သော စိတ်ရှိသော သူတို့နှင့်နှလုံးကြည်ကွဲသောသူတို့ကိုနီးတော်မူ၏နောင်တရှိ၍စိတ်နှိမ်ချသော သူတို့ကိုလည်းကဲတင်တော်မူ၏ဖြောင့်မတ်သောသူသည်ညာစွာသောဒုက္ခစင်ရဲကိုခံရတော်လဲထာဝရဘုရားသည်ခတ်သိမ်းသော ုက္ခဆင်းရဲတွေကကယ်လွတ်တော်မူ၏သူဤအယိုးရှိသည်မြတ်တို့ကိုစောင့်ရှောက်တော်မူသည်ဖြစ်၍တချောင်းမြတ်မကြိုးမပဲ့ရမတရားသောသူမူကဘေးနှင့်အသက်ဆုံးခြင်းသို့ရောက်ရမည်ဖြောက်မှတ်သောသူကိုမုံသောသူတို့သည်အပြစ်စီရင်ခြင်းကိုခံရကြမည်သာရပြားသည်မိမိကျွန်းတို့၏ အသက်ဝိညာဉ်ကိုရွေးနှုတ်တော်မူသည်ဖြစ်၍ကိုရောကိုခေါ်လုံတော်သူတစုံတယောက်မြအပြစ်စီရင်ခြင်းကိုမခံရ